T I A N P L Y C A N Dalmatian Pelican မင်္ဂလာပါတတမီမီတို့ရေတတမီမီတို့အတွက်ဒီနေ့ရွေးချယ်ထားတဲ့အကောင်ကတော့ငှက်ကြီးဝင်ပိုပဲဖြစ်ပါတယ်တတမီမီတို့ငှက်ကြီးဝင်ပိုကိုကြည်လားငှက်ကြီးဝင်ပိုဆိုတာကမ္ဘာအကြီးဆုံးရေငှက်မျိုးစိတ်တွေထဲကတစ်ကောင်ဖြစ်ပါတယ်တဲ့ ူတို့မှာကြီးမားတဲ့နှုတ်သီးအကြီးကြီးရှိရဲ့တဲ့။သူတို့ရဲ့နှုတ်သီးကဘလောက်ရှည်လဲဆိုရင်လူတစ်ယောက်ရဲ့လက်မောင်းထက်တောင်ပိုရှည်ပြီးတော့အဲ့ဒီနှုတ်သီးရဲ့အောက်ခြေမှာအိတ်အကြီးတစ်ခုပါပါတယ်။အဲ့ဒီအိတ်ကြီးကိုငါးဖန်းအိတ်လို့ခေါ်ပါတယ်တဲ့။မြကြီးဝင်ပေါ်ရကငါပစောရီခူစရဲဤတတော်ရီကိုအဓိကစားသုံးပါတယ်။သူတို့ရဲ့ခုနကငါဖန်းတဲ့အိတ်နဲ့နှုတ်သီးကြီးကငါတွေကိုလွယ်လွယ်ကူကူဖမ်းယူစားတောင်းနိုင်အောင်ကူညီပေးပါတယ်တဲ့။ ငှက်ကြီးဝင့်ပေါ်ရဲ့အယောင်ကအဖြူရောင်သို့မဟုတ်မီးခိုးရောင်အမွေးတောင်မျိုးရှိပြီးရေကန်တွေမြေဝမ်းတွေမှာနေထိုင်ကြပါတယ်တဲ့။သူတို့ရဲ့အတောင်တွေကိုဖြန့်လိုက်ရင်3မီတာပေအားဖြင့်ဆို10ဘေးထိတောင်ရှိပါတယ်တဲ့။ဒါကြောင့်ငှက်ကြီးဝင့်ပေါ်တွေကအကောင်ကြီးတဲ့သတ္တဝါတွေဖြစ်ပါတယ်။ငှက်ကြီးဝင်ပေါ်တွေကဥရောပတောင်ပိုင်းအာရှနဲ့အာဖရိကမှာရှိတဲ့ရေချိုအိုင်ကြီးတွေမှာအများဆုံးတွေ့နေပါတယ်တဲ့။သူတို့ကအုပ်စုလိုက နေတက်ပြီးတော့ဒီကန်အမိကစစ်ပင်တွေမှာလည်းအပိုက်လုပ်ပြီးပြေးဆိုင်ကြကြပါတယ်။မြက်ကြီးဝင်ပေါ်ရဲ့အရေးပါမှုကတော့ရေကန်တွေရဲ့ဇီဝမျိုးစုံမျိုးခွဲကို ထိန်းချုပ်ပေးတဲ့ငှက်မျိုးစိတ်ဖြစ်ပါတယ်။အခုတော့သူတို့ကိုမျိုးသုံးလူနီးပါးတတဝါစင်းထဲမှာထည့်သွင်းထားတယ်။နဘီငှက်ကြီးဝင်ပေါ်ရကတနှစ်ကိုခလေးလေးတွေတကောင်နှစ်ကောင်သာမွေးဖွားတတ်ပါတယ်တဲ့ငှက်ကြီးဝင်ပေါ်တွေကိုမြန်မာနိုင်ငံမှာတော့ရှာရှာပါပါတွေ့ရတတ်ပါတယ် ီငှက်ကြီးတွေဟာတဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးတဲ့အတွက်ကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်တဲ့။ကဲအခုငှက်ကြီးဝင်ဖို့အကြောင်းသိပြီဆိုတော့မိကုံးလင်ဖြစ်ကြည့်အောင်။ငှက်ကြီးဝင်ဖို့ရဲ့ထူးခြားချက်ကဘာလဲ။၁ကြီးမားတဲ့နှုတ်သီး။၂တန်မာတဲ့ခြေထောက်။၃ချွန်ထက်တဲ့လက်သေး။ဟုတ်ပါတယ်ငှက်ကြီးဝင်ဖို့ရဲ့ထူးခြားချက်ကကြီးမားတဲ့နှုတ်သီးရှိရပဲဖြစ်ပါတယ်။ ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆက်နာထောင်ရအောင်နော်